မိဘဆိုတာမိဘတိုင်းမိကောင်းဖကောင်းဖြစ်တာမှမဟုတ်တာเนาะမိကောင်းဖကောင်းမဖြစ်ဘူးလေတချို့မိဘကဘုတရားကြည်မကြည်ယုံနေမကဘူးကိုချင်းတရားမကောင်းတဲ့မိဘရောရှိနိုင်တာပဲလေအဲ့ဒီလိုမိဘကငါးပါးတိလာမလုံးဘူးဆိုပါစို့ကိုချင်းတရားမကောင်းဘူးအဲ့ဒီလိုကိုချင်းတရားမကောင်းတဲ့မိဘကိုသာသမီးက စော်ကားရင်ရောအပြစ်ရှိသလားလို့ဒီလိုမေးလာကြမေးလာတဲ့အခါကျတော့ဂျေဇုဆိုတာဂျေဇုပဲလေဂျေဇုဆိုတာဂျေဇုတရားမိဘကသာသမီနဲ့ဘသူကအရင်မွေးတာတုန်းဆိုမိဘအရင်မွေးတာမိဘအရင်မွေးလိုက်လို့မိဘကကိုယ်ကိုစောင့်ရှောက်ပြီးတော့ဒီလောကကြီးတဲ့လက်ခံလိုက်လို့ကိုယ်ကဒီလောကကြီးတဲ့ရောက်ထားလို့ဆိုတော့မိဘရဲ့ဂျေဇုဟာကိုယ်ပေါ်မှာရှိနေတယ်ဘယ်လိုနည်းနဲ့မှ မိဘကိုစောကားလို့မရဘူးဒါမိဘကိုစေရနာဆိုနဲ့တေစီလိုတဲ့စိတ်နဲ့ဒေါသနဲ့မိဘကိုတတ်မယ်ဆိုရင်တော့မာတုကရကပိတုကရကခံထိုက်တာပဲဆိုတဲ့မိဘဖြစ်ဖြစ်ကောင်းတဲ့မိဘဖြစ်ဖြစ်ဘယ်မိဘပဲတောင့်တောင့်ဘယ်မိဘပဲတတ်တတ်မိဘကအရက်တွေဘလို့တောင့်နေနေအကျင့်စာရိတ္တဘလို့ဆိုးနေနေ ကျင်းစာရိတ္တဆိုးတဲ့မိဘကိုသာသမီကနေပြီးတော့ဟိုစောကားမယ်တပ်ဖြတ်မှုကျွလွန်မယ်ဆိုရင်တော့တပ်ဖြတ်မယ်ဆိုရင်တော့မတုခရကပိတုခရကခံထိုက်တာပဲမထိုက်ဘူးလို့မရှိဘူးเนาะဘာလို့လို့ဆိုတော့အဆင့်ကိုကမိဘအဆင့်ကိုကသာသမီအဆင့်ပဲဒီနှစ်ခုကပြောင်းလဲပြင်လို့မရဘူးပြောင်းလဲပြင်လို့မရဘူးကို ကမိဘနေရာမှာမဟုတ်ဘူးသာသမီနေရာမှာပဲရှိတယ် လောကကြီးလာခွင့်ပြုထားတဲ့ခြေဆုကကိုခြေဆုသူမကောင်းတာကိုနဲ့မဆိုင်ဘူးသူမကောင်းတဲ့အကုသိုလ်ကသူပဲခံရမှာကိုနဲ့မဆိုင်ဘူးသူမကောင်းလို့ရှင်ကိုခံရမှာဒါဒီလိုတွေးဖို့လိုအပ်တယ်ပေါ့နော်မိဘမိဘပဲမိဘကိုစော်ကားလို့ရှင်မိဘမကောင်းလို့ပဲစော်ကားစော်ကားစော်ကားတဲ့အပြည့်ဟာကိုအပြည့်ဘာဖြစ်လို့အပြည့်ဖြစ်ရတော့ဆိုဣမတ္တလောကတ္တသတ္တတာရောကိုယ်ဒီလောကယူ နာခွင့်ပြုထားတဲ့ကျေးဇူးကြောင့်ပဲတော့ကလူတွေကတခုကူညီလိုက်ရင်တော့ကျေးဇူးတင်ပါတယ်လို့ပြောလို့ရှိကြတယ်အကြီးကျယ်ကူညီထားတဲ့မိဘကြတော့ကျေးဇူးတင်ရကောင်းမှမသိဘူးနော်ကျေးဇူးတင်ရကောင်းမှမသိပဲနဲ့ရန်စကားပြောတာရှိသေးတယ်ခမကြီးတို့အဟွာလုံးလို့ကြုံမွေးတာဘာမှမဖြစ်ဘူးဆိုပြီးတော့နော်အဲ့ဒါလို့လဲပြောရကြတယ်မဟုတ်ဘူးအဝပြူတိုင်းမွေးမှာမဟုတ်ဘူးနော် အခုကဘောရှင်းစာရှိတယ်လေအဲ့ဒါကိုလာခွင့်မပြုဘူးဆိုလို့ရှိရင်ဒီကနေ့ခင်မှာလာခွင့်မပြုတာဒီအများကြီးပဲ family planning ဆိုပြီးတော့လုပ်ပြီးတော့မိသားစုထဲမှာတယောက်ဖယ်လက်ခံမယ်နှစ်ယောက်ဖယ်လက်ခံမယ်အခုကန့်တတ်ကုန်ပြီနော်တယောက်ဖယ်လက်ခံမယ်နှစ်ယောက်ဖယ်လက်ခံမယ်ကန့်တတ်ဒါကြောင့်လာလို့မရဘူးကဘာနဲ့တဝမ်းကန့်တတ်မှုတွေလောက်လာကြပြီသူတော်ကောင်းတွေရဲ့အမြင်ကြတော့နှစ်ဖက်ပဲလို့မြင်ရတော့ဆိုတော့ အေးမိဘဆိုတာကျေစုရှိတယ်။တီလာရှိသည်ဖြစ်စေမရှိသည်ဖြစ်စေမိဘကကျေစုရှိတယ်။ကျေစုတာကိုယ်နဲ့ဆိုင်တာတီလာရှိတာမရှိတာကိုယ်နဲ့မဆိုင်။တီလာရှိတာမရှိတာသူ့ရဲ့ကိုယ်ရေးကိုယ်တာလို့ဒီလိုတွေ့ရ။ကျေစုရှိတာမရှိတာကိုယ်နဲ့ပတ်သက်တယ်။ဒီလိုဆိုရမှာနော်။သာသမီကလည်းပဲထို့တူပဲ။တို့ဟာကျေးဇူးရှိတဲ့ပုံပုံမှုကျေးဇူးတင်ရမယ်ကျေးဇူးပြုရမယ်ဒီလိုဆိုရမယ် မိဘစကားဆိုတာတာသမီးကနားထောင်ရတယ်ဒါကရှင်ဘုံရအပြင်ပြောတဲ့စကားခုနစကားကိုပြန်ကောက်ကြည့်မိဘကအကျင့်သီလမရှိဘူးပညာမရှိဘူးတာသမီးကအကျင့်သီလရှိတယ်ပညာရှိတယ်ကဲမိဘကကိုယ်ကို ဆုံးမလို့ရှင်အရက်ပလင်းယူခဲ့စမ်းအရက်ငှားစမ်းသွားဝယ်စမ်းဆိုရင်ဘယ်လိုလုပ်နော်အဲ့လိုမိဘရောမရှိနိုင်ဘူးလား အဲ့ဒီလိုရှိလာရင်ရောဘယ်လိုလုပ်ရမလဲနော်ဒါမျိုးကလောကကြီးမှာအခုမိခွန်းတွေတက်တက်လာတယ်လေအဲ့ဒါမျိုးတွေသူတက်တက်လာအဲ့တော့မြတ်စွာဘုရားကမိဘကိုသာသမီကဘာလုပ်ပေးရမလဲလို့ဆိုတဲ့အခါမှာဓမ္မနဲ့ခြေစုပ်ချက်ရင်ခြေတယ်တဲ့တရားမရှိတဲ့မိဘတရားရှိလောက်သာသမီကမိဘကိုတရားတရားဖြစ်လောက်တွေ့ဆောင်ပေးရမယ် ကိုချင်းသီလမရှိတဲ့မိဘကိုချင်းသီလရှိလားအသိပညာမရှိတဲ့မိဘမိဘအသိပညာရှိလားသာသမီကလှုပ်ဆောင်ပြီးတော့ပေးနိုင်မယ်ဆိုရင်ဒီသာသမီဟာမိဘခြေစုခြေလဲအောင်ဆက်ရရောက်တယ်ဓမ္မနဲ့ခြေလဲအောင်ဆက်ရရောက်တယ်လို့ဒီလိုတုတ်တန်တစ်ခုမှအဲ့ဒါလို့ဟောထားဟောထားသည့်အတွက်ကြောင့်မိဘရဲ့ဒုစရိုက်လုပ်ငန်းကိုတော့သာသမီကအမပေးတိုက်ဖို့ပေါ့ကိုကိုယ်တိုင်ကပညာရှိလာပြီဆိုရင်နော်ကောင်းတဲ့ဘက်ကိုသာလဲကိုမိဘကိုရောက်အောင် ပို့ဆောင်ပြီးတော့ပေးတဲ့။တီယိုကျောင်းမှာတောနဆိုတဲ့မထေမြတ်ရှိတယ်။သူကငယ်စဉ်ကတည်းကယဟန်ဝတ်သွားပြီးတော့ယဟန်တာဖြစ်တယ်။သို့တော့သူ့အဖေကတော့မုံဆိုးကြီး။ဟောလို့ပြောလို့မရဘူး။အသက်အရွယ်ကြီးလာတဲ့အခါကျတော့ဒီသားကောင်လေးကိုမဖမ်းနိုင်တော့အိုမင်းလာတဲ့အခါကျတော့မှ ချော့မော့ပြီးကြောင်းခေါ်ပြီးဦးဇင်းကြီးကိုပေးထားတယ်ဦးဇင်းကြီးကိုပေးထားအဲ့ဒီလိုပဲလောက်ရမှာပဲအဖေကအရဲဝယ်ရင်တော့ဝယ်မပေးနဲ့ပေါ့ချော့မော့ပြီးတော့အဲ့ဒီမှာချော်ရည်လေးပါလေးဝယ်ပေးပေါ့ဒီလိုပဲလောက်ရမှာပဲနော်သာသမီကကိုကျင်တရားကောင်းပြီးတော့မိဘမကောင်းဘူးဆိုရင်သာသမီကမိဘအရာလို့နေပြီးတော့ကိုမိဘခေါင်းလာအောင်သွေးဆောင်ဖြားရောင်းလို့တိုက်တော့နှုတ်ဆော်ပေးလို့ရှင်လေ မိဘကကောင်းတဲ့အနေအထားမျိုးရောက်လာနိုင်တယ်ပေါ့ဒီလိုပဲလုပ်ရမှာပဲဟောနောက်တစ်ခုကဆိုပါတော့ဉာဏ်ဖမမေးတတ်ကြတယ်မိဘစကားကိုနေရာတကာတိုင်းနားထောင်ရမှာလားလို့မေးတဲ့အခါမှာအေးကျိုးချောင်းစီလျော်တဲ့မိဘစကားကိုတော့နားထောင်ကျိုးချောင်းစီလျော်မှုမဟုတ်ဘူးကုသိုလ်ကောင်းမှုနဲ့ပတ်သက်လာတဲ့ဟာမျိုး ိုကဥပမဲ့ဘုန်းကြီးဝတ်ချင်တယ်မိဘကမိုးစေချင်ဘူးသို့တော်မြတ်စွာဘုရားကအဲ့ဒီနေရာမှာမိဘရဲ့သဘောတူညီချက်ကိုယူရမယ်လို့သူတို့ဟောတာရှိတယ်ဒါကဘာကြောင့်ယူခိုင်းတာတုန်းဆိုတော့ခမည်းတော်သုတ်တော်ရဏမင်းကြီးကရှောက်သွားတာရှင်ဘုရားတပည့်တော်ကိုဒါလေးတော့ဂရိပေးပါဆိုပြီးရှောက်သွားတယ်နော်မိဘရဲ့စိတ်နှလုံးဆိုတာတဲ့ကိုသားသမီးပုံမှာအမတန်မှချစ်တယ်တဲ့ဒါကြောင့်မို့မိဘခွင့်မပြုရင်တင်ကားဝမပေးပါနဲ့ဆိုတာကြောင့်မြတ်စွာဘုရားဒါကိုဂရိပေးလိုက်တာ သို့သောရှင်သာရိပုတ္တရာရဲ့ညီအငယ်လေးရေဝတ္တဆိုတာကြတော့ရှင်သာရိပုတ္တရာကမှားထားတယ်။ရဟန်းတော်တွေကိုကိုရော်လို့တဲ့တပီတော်ညီလေးရောက်လာလို့ရှင်ဝတ်ပေးလိုက်ပါတဲ့။တပီတော်အမေဖေရဘုရားဘာသာတွေမဟုတ်ဘူးတဲ့ဘာသာကြားတွေဖြစ်နေတယ်။သူတို့စီခွင်တောင်းစရာမလိုဘူး။သူပဲမိပါပါပဲလို့ပြောတာရှိတယ်။နော်။အဲ့တော့ကောင်းတာလုပ်ပြီဆိုတဲ့အခါကျတော့တခါတခါမိဘသဘောတူ တူသည်ဖြစ်စီမတူသည်ဖြစ်စီလောရတာရှိတယ်။ကောင်းတဲ့လှုပ်လှုပ်တာကိုကဲမြတ်စွာဘုရားရဲ့အလောင်းတိတရမင်းသားတောထွက်တယ်။မိဘတွေကမထွက်စေချင်ဘူးစာပေထဲမှာဘယ်လိုထားရုံဆိုမာတာအကာမကဏံမာတာပိတုဏရုထန္တာဏံ ਨੇ အမေဖေတွေကမသွားစေချင်လို့ငိုယိုနေတော့ဘုရားလောင်းတွေတောထွက်တော့မိဘတွေကနားမထောင်ဘူးလို့ပြောမှာပေါ့ခဏိခင်မှာဆိုရင်နော်အဲ့တော့ဒီကိစ္စမှာ မိဘတကနားထောင်နေလို့ရှိရင်ဖျားပြစ်ပါမလားကောင်းနေပဲလုံရမယ်ဆိုတဲ့နေရာကြတော့မိဘစကားဟာအဓိကမဟုတ်ပြန်တော့ဘူးပေါ့ဒီလိုဆွလို့တာနော်နားထောင်ရမယ်ဆိုတာသုံးမဩဝါဒအနေနဲ့ကြနားထောင်အောင်တွတ်တော့မိဘစကားကကိုယ့်ရဲ့ကိုယ်ကြီးမှန်းတဲ့ကုသိုလ်တွေအောက်တန်းကျနေလို့ရှိရင်တော့နားထောင်လျာမလို့ဘူးလို့ပြောရမှာပဲဒါတာရကရှိလားရှိတယ်လေဖះလောင်းနေရမိဘစကားနားမထောင်မှနဲ့တောထွက်သွားတာတွေအများကြီးပဲ တော့ထပ်ပြီးတော့တရားဓမ္မကျင့်ကြံမျိုးကိုအထောက်တာပဲအဲ့တော့မိဘရဲ့ဆုံးမဩဝါဒကနှိမ့်ချနေပြီးတော့ကိုလှုပ်တဲ့အလုပ်ကပို့ပြီးတော့မြင်းမြတ်နေလို့ရှိရင်တော့မိဘတကာနားထောင်စရာမလိုတော့ဘူးပေါ့ဒီလိုဆုံးမှာပေါ့နော်